တန်းကိုထုတ်ပယ်လိုက်ခြင်းဟာမန်ယူအသင်းအနေနဲ့အမာယွန်းတစ်ခုကိုကျူးလွန်လိုက်တာလားတွေးစရာပြောစရာခဏဗရိတ်သမားလုံးဝဲမိလာများမန်ချက်စတာဖော်ဆွန်ကနေပြန်လည်ကျူးလိုက်ပါရင်မန်ယူအသင်းရဲ့အဆိုးရွားဆုံးသောဘောလုံးရည်တစ်ခုပေးဆုံးကံဒီအချိန်မှာတော့ကစားမပြောင်းရွှေ့နေတဲ့နီးပြအပြောင်းလဲကောလာဟာလာတွေကထုံးစံအတိုင်းလှုပ်ခတ်လာအောင်မှာဖြစ်ပါရင် အခုလိုမျိုးဆိုးရတဲ့ဘောလုံးရည်တွေကုနဲ့ရင်ဆိုင်ကြုံတွေ့လိုက်ရတော့လာမယ့်တွင်မှာအဆိုပါအပြောင်းအရွှေ့အပြောင်းလဲကိစ္စတွေကပိုလို့လှုပ်လှုပ်ခက်ခက်ရှိလာမှာဖြစ်ပါရင်ဒီနေ့ဘောလုံးရည်ရဲ့တဝက်တစ်ပြက်ကာလာကြီးမှာမန်ယူအသင်းကအနည်းပြအပြောင်းလဲပြုလုပ်ခဲ့ပါရင်ဒီအချက်ကအသင်းကိုတော်လေးတက်ရောက်မှုကြီးစေခဲ့ပြီးအခုလိုမျိုးအဆိုးရွားဆုံးသောအဆုံးသတ်တဲ့ရင်ဆိုင်ကြုံတွေ့လိုက်ရတာပဲဖြစ်ပါရင်ဆိုတော့ဘောလုံးရာသီကလည်းပြပြပဲဆိုပါစို့ကျွန်တော်အနေနဲ့ကလည်းဒီလိုအချိန်မှာ final ပွဲအရှုံးကိုခေါင်းထဲကနေမြန်မြန်ထုတ်ပြပြီးရှေ့ဆက်ရမယ့်ကိစ္စတွေကိုပေါ့ပေါ့ပါတွေးကြည့်ကြအောင်ပါ ဒီကနေ့ကနေဆာလိုပရိသတ်များအနေနဲ့မိမိတို့ရဲ့အမြင်လေးတွေကိုပို့ရင်လင်းလင်းပြောကြားလို့ရအောင်ရွယ်ပြီးတွေးစရာပြောစရာကဏ္ဍအနေနဲ့အကြောင်းအရာတစ်ခုစီလောက်ကိုနေ့စဉ်ဆွေးနွေးသွားကြမလားလို့ကျွန်တော်စဉ်းစားမိပါတယ်။ဒီနေ့အကြောင်းအရာကိုတော့ကျွန်တော်တို့အခုပဲစလိုက်ကြအောင်ပါ။မိုင်ကဒီနေ့ဘောလုံးရာသီတဝက်တစ်ပြက်ကြီးမှာနင်းပြအပြောင်းလဲလုပ်ခဲ့ပါတယ်။ဆိုတော့တန်အထွန်းအင်မော်ရင်အဝင်ပေါ့တန်လက်ထက်တော့ကမင်းတွေးခဲ့ရတဲ့စိတ်ပြည့်စရာအချိန်ကာလတွေဟာအင်မော်ရင်လက်ထက်မှာလည်းဆက်လက်တည်မြဲနေစေပါမယ်။ရှောဝဲမရှိစံချိန်မှတန်နဲ့မိုင်ကယူပါလီဖိုင်နဲ့တက်ခဲ့တယ်ဆိုတာတော့ပဲအင်မော်ရင်ကလုံးပြနိုင်ခဲ့တာပါ။ဒါကြောင့်ပထမဆုံးဆွေးနွေးသွားစင်တာကမိုင်အသင်းဟာ တန်ဟက်ကိုထုတ်ပယ်လိုက်တာမာယမုတခုကိုကျိုးလွန်လိုက်တာလားဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါရင်ဆိုတော့တန်ဟက်ကိုထုတ်ပယ်လိုက်ခြင်းနဲ့ပတ်သက်လို့ဘလို့အားသာချက်တွေဘလို့အားနည်းချက်တွေရှိနိုင်တယ်လဲဆိုတာနဲ့ပတ်သက်လို့နည်းနည်းလောက်အရင်ဆွေးနွေးသွားခြင်းပါရင်တန်ဟက်ကိုထုတ်ပယ်ခဲ့တာဒီအချက်တွေမှာနင်းလာပါရင်တန်ဟက်ကမန်ယူနီးပြတက်တန်းအချိန်နည်းနည်းအတွင်းစူပလာနှလုံးရယူပေးခဲ့တယ်2023 EFL ကနေ2024 FA Cup ကိုရခဲ့ပြီးမန်ယူရဲ့ဖလားခန်းချောင်းနေတဲ့ကာလကိုဖျက်ချော်စေနိုင်ခဲ့ပါရင်တန်ဟက်ကလူငယ်တွေအပေါ်မှာယုံကြည်မှုအပြည့်ပေးပြီးစင်တင်ပေးခဲ့ပါရင် သူရဲ့လက်ထက်မှာမိုင်နုဂါနာချိုလို့အစွမ်းကုန်တောက်ပွားခဲ့ကြပြီးအင်မိုနီလက်ထက်မှာတော့ဒီကစားမနှစ်ယောက်ရဲ့စွမ်းဆောင်ရင်းကတန်ဟက်ရှိစဉ်တုန်းကတော့မကောင်းတော့ပါဘူး။ဒါ့အပြင်တန်ဟက်ကဒံရပသနာတွေများစွာနဲ့ရင်းဆိုင်ကြုံတွေ့ခဲ့ရတာမှာမိုင်နုအသင်းကိုနှစ်တိုင်းဖလားလဲမဲ့မဖြစ်စေခဲ့ပါဘူး။ပေးတဲ့နေ့ကဆိုရင်လည်းဒံရပသနာတွေကအမြင်မကောင်းရှုမကောင်းအောင်ဖြစ်ခဲ့ရတာပါ။ဒါပေမဲ့မန်စီးတီးကိုနိုင်ယူပြီး FA ဘလာကံပြောင်းနိုင်အောင်တန်ဟက်ကစွမ်းဆောင်ပေးခဲ့ပါရင်အင်မိုနီကတော့ဒီကကစားမတွေအစုံလင်းပြန်ပါလာတာတော့ final ပွဲမှာစပွားကိုရှုံးခဲ့ရပါတယ်။ဒါကတန်ဟက်ကိုထုတ်ပယ်လိုက်ခြင်းကြောင့်မန်ယူအသင်းရင်းဆိုင်ကြုံတွေ့ခဲ့ရတဲ့အဆိုးဘက်ကအခြေအနေတွေပဲဖြစ်ပါရင် ဆိုတော့တဲကိုအတင်းကနေထုတ်ပယ်လိုက်တာဟာဘာကြောင့်မှန်ကန်တယ်လို့ခံစားရတယ်ဆိုတဲ့အပိုင်းကိုဆက်သွားခြင်းပါတယ်တဲရဲ့လက်ထက်ဒုတိယမြောက်ရာသီမှာမန်ယူအတင်းဟာတရာသီလုံးလုံးလုံးရုန်းကန်ခဲ့ရပြီးအဆင့်ရှင်းတဲ့ရာသီတင်ခဲ့ရပါတယ်ဒုတိယမြောက်ရာသီကိုရောက်ရှိလာပြီးဖြစ်ပေမဲ့တဲကကစားသမားတွေကိုရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေမှာတိုးတက်လာအောင်ဘာတစ်ခုမှပြောင်းလဲမပေးနိုင်ခဲ့ပါဘူးဒီအတွက်ရာလက်တီကပါလိုက်ဆိုးခဲ့ရပါတယ်နောက်တစ်ချက်ကတော့တဲဟာအတင်းရဲ့ဘက်ချက်ကိုအလဟတ်သက်ဖြုံးနှီးပြစ်ခဲ့တဲ့နေပြဖြစ်ပါတယ်အန်တိုနီအတွက်ယူ65တန်း ကန်စမဲတို့အတွက်ယူတန်း80၊အွန်နာနာအတွက်ယူ90၊ပိုင်လန်အတွက်ပေါင်82တန်းစားတဲ့ပြောင်းရွှေ့ကြီးတွေဟာတန်းအပ်ဥဆောင်ပြီးလုပ်ခဲ့တာဖြစ်ပါတယ်။ဒီကစားမတွေအားလုံးကအတင်းအတွက်ဘာတစ်ခုမှအကျိုးကျေးဇူးမရှိစေခဲ့ပေမယ့်အလဟတ်သက်မွေဖြုံးခဲ့သလိုဖြစ်ခဲ့ရပါတယ်။လုံးဝကိုအုံနာမရှိတဲ့လုပ်ရလို့ဆိုချင်ပါတယ်။ဒီကစားမတွေကိုပြန်ရောက်ထုတ်ရင်ဝယ်မဲ့အတင်းတွေကလက်တွန့်နေမှာဖြစ်ပြီးဝယ်ထားတဲ့တန်ဖိုးရဲ့ထက်ဝက်ပြန်ရရင်ကံကောင်းလို့ဆရာမှာဖြစ်ပါတယ်။ နောက်ချက်ကတော့တန်ဟဲ့အနီးပြည်မာတွေကပရီးမီးယားလိမ်းမှာအံဝင်ခဲ့ပါဘူး။ Hybrid စင်းသာကစားနေပေမဲ့ယူဘောက်တီကအများကြီးရှိနေတယ်လို့ခန်စီပိုင်းဆွမ်းဆောင်ရေးကလည်းအတော်လေးညံပြင်းလွန်ခဲ့ပါရင်။ဆိုတော့တန်ဟဲ့ကိုထုတ်ပေးခြင်းကြောင့်မန်ယူအသင်းမှာဖြစ်ပေါ်လာခဲ့တဲ့အကျိုးဆက်တွေကိုကျွန်တော်အနေနဲ့ပြောပြပေးခဲ့ခြင်းဖြစ်ပါရင်။အခုဆက်လက်ပြီးတန်ဟဲ့ကိုထုတ်ပေးလိုက်ခြင်းဟာမန်ယူအသင်းအနေနဲ့အမှားရတစ်ခုကိုကျူးလွန်လိုက်တာလားဆိုတဲ့ဒီနေ့ topic အကြောင်းကိုအချင်းချင်းပြောပြီးအဆုံးသတ်ခြင်းပါရင်။ကျွန်တော်ကတော့တန်ဟဲ့ကိုထုတ်ပေးလိုက်ခြင်းဟာမှားရမှုလို့မမြင်မိပါဘူး။ သူရဲ့ရလက်ဒီကမလုံလောက်ခဲ့ပါဘူး။ဒါပေမဲ့ကစားသမားတင်ရရင်ကလပ်စီမံခံခွဲမှုပြဿနာတွေကလည်းဒစိတပိုင်းဖြစ်ပြည့်ရှိခဲ့ပါရင်အချိန်ပိုပေးရင်ပြန်လည်ထားနိုင်သလား။ဒါကတော့မေးချာရှိပါရင်ဖြစ်နိုင်ပေမဲ့မန်ယူလိုကလပ်ကြီးမှာအချိန်ပေးဖို့ဆိုတာခက်ခဲတဲ့ဆုံးဖြတ်ချက်ပါ။ဒါကြောင့်တန်အက်ကိုထုတ်ပယ်လိုက်တာဟာမှားရတဲ့ဆုံးဖြတ်ချက်မဟုတ်ဘဲပြောင်းလဲမှုအတွက်လိုအပ်ချက်တစ်ခုလို့မြင်မိပါရင်ပြည်သူများအနေနဲ့ကရောဘလို့များအမြင်ရှိကြပါသလဲ။ကိုယ်ဘက်ကနေမိမိတို့ရဲ့အမြင်လေးတွေကိုပြောပြခဲ့လို့ရပါရင်ဟုတ်ကဲ့ပါမြောင်းဗီဒီယိုလေးကတော့ပါမယ်။ ဇောင်းနေပါလေအားကစားတဲ့ပတ်သက်တဲ့သတင်းကြောတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Force ရဲ့ channel လေးကို like and follow လုပ်လို့ပြီးတော့ဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချိုလိုက်ရပါတယ်ခင်ဗျာ